ရပေမဲ့လည်းဘောနော်အော်ဒါငါတို့ကံပါလာလို့ဒီလိုဖြစ်တာပဲဆိုပြီးတော့မှအမတို့ပုံပုံပါပါပဲအဝိစာလေးသွားလဲလိုက်ရဒါပဲမဲ့ကွာတခုရှိတာအမကြောက်တာလေးပါလဲဆိုတော့ဟိုလေတနက်တင်နေပြက်တာလေးအစီလေးနဲ့လေအဲကော်ကော်ကော်စီးတနက်လေးအဲအနေနဲ့ပြက်မှာအရန်ကြောက်တာအဲအနေနဲ့လည်းအပြစ်ခံဘူးလေဒါမဲ့အမအပြစ်ခံအောင်လို့မဟုတ်အမတငယ်ချင်းနဲ့အပြစ်ခံအောင်ဘူးလေပညာသမားတွေဒီစင်ပေါ်မှာတိခံရရလဲဆိုတာလေးကိုမတိသေးတဲ့ပေးတဲ့ ဟိုဘောပေါ့နော်ပညာသမားတွေဆိုတာလည်းပြောမှဆိုရင်ပုထုဇဉ်တွေပဲလေအားလုံးက AR တိုင်းနဲ့မြို့တမြို့ပဲဖြောပြင်းနေတန်လန့်နေအောင်ရှင်လဲတို့ရဲ့ဥပ္ပစာလဲခန့်အောင်ပေါ့နော်ခွေလျာဒီမုံဖြူတာပြီးတော့စင်မော်ကိုခွေလျာဒီမုံဖြူတယ်ပေါ့နောက်ထပ်စင်မော်ကိုချီးထုတ်တဲ့တစ်တင်တဲ့ အားလုံးပဲမင်္ဂလာပါ။ယီလီရဲ့ YouTube Channel လေးမှာကြိုဆိုလိုက်ပါတယ်ရှင်။မြမခုတင်ဆက်ပေးမယ့် video လေးကတော့တရုတ်ဆောင်ရွှွန်လက်ကိုကိုဆိုရင်အားလုံးလည်းသိကြမယ်လို့ထင်ပါတယ်ရှင်။ဒီတရုတ်ဆောင်ရွှွန်လက်ကိုကိုကအေယာဝတီတိုင်းကနယ်တစ်ခုမှာသွားရောက်ပြီးတော့ဖျော်ဖြေတာနော်။ဒါကိုစင်အောက်ခကြည့်ရဲ့ပြိတ္တတွေကသူ့ကိုခွေးလျားဒီမုတ်တွေနဲ့ပတ်တယ်တဲ့ရှင်။နောက်ပြီးတော့သူ့တငယ်ချင်းတွေဆိုလို့ရှင်ချီးထုတ်တွေနဲ့လည်းပောက်ခံရတယ်တဲ့နော်။ဒါကအရန်ကိုမှရိုင်းဆိုင်တဲ့အပြုမူပဲနော်။ပြိတ္တတွေကကိုကမကြည့်ချင်တော့မှခုလိုမျိုးတော့မလုပ်သင့်ဘူးရှင်။ဒီဗျူလေးထဲမှာဆိုရင်ဒီအမှုပညာသမားတွေကဘလောက်တိတော့မှတီးခံပြီးတော့ စိတ်မတူအောင်เนาะချုပ်ထင်းထားရလဲဆိုတဲ့အကြောင်းကိုပြောပြထားတာရှင်ကြီးရှုတဲ့သူတွေအနေနဲ့လည်းသိထားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုပြန်လည်ဝင်ပြလိုက်ရှင်ဖြစ်ပါတယ်ရှင်ညီမနဲ့တူတူဗီဒီယိုလေးကိုဆုံးထိလိုက်ပါကြီးရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်ညဝင်ပေးခြင်းပဲဖြစ်ပါတယ်အမှုပညာတော်မားတွေဆိုတာလည်းပြောမစရာပုထုသူစဉ်လူသားပဲလေအားလုံးကအာတိခံရတယ်ဒီအမှုပညာလုံးလုံးပြီဆိုလို့ရှင်တိခံရတာပေါ့နော်အဲအဲ့အားလေးတွေကိုစင်မော့အမှတ်တရလေးတွေကိုရှင်းလေးရပြောပြပေးမှာဖြစ်ပါတယ်ရှင် အမတ်တရားရေးထဲမှာစီစီမမအမတ်တရားကတော့အာဘောနော်ဖြစ်ဖြစ်ခဲ့ရတဲ့အမတ်တရားကြီးကြီးမမတစ်ခုရှိတယ်။အဲတစ်ခုဆိုအများကြီးတော့ရှိရောဘောနော်ဒါပေမဲ့အဲတစ်ခုကတော့တော်တော်ကြီးကြီးမမအဲဒါဘာလဲဆိုတော့ရှင်လေးတို့ဒီအေယောင်ရီတိုင်းပေါ့နော်အေယောင်ရီတိုင်းကမြို့ကိုမပြောတော့ဘူးနော်မြို့ကိုမပြောပါတော့ဘူးအဲမြို့မှာရှင်လေးတို့ ဖြောပြခဲ့တာဗောနော်ဖြောပြခဲ့တဲ့ကျွန်တော်ရှင်လဲတော့ကျတော့ဒါဈေးပွဲတော့ဗောနော်ကုန်စည်ပြပွဲဈေးပွဲတော့တော့ဖြောပြရတာ ARV ဒိုင်းရံမြို့တစ်မြို့ပဲအဲမြို့မှာရှင်လဲတို့ဖြောပြနေတဲ့တန်လန့်နဲ့ရှင်လဲတို့ရဲ့အုပ်ဝက်စားလဲခန့်ကိုဗောနော်ခွေလျားဒီမုတ်လေဖြူတာပြီးတော့စင်မော်ကိုခွေလျားဒီမုတ်လေဖြူတယ်ဗောနော်ခွေလျားဒီမုတ်လေဆိုတော့ရှင်လဲဘက်မှာတစ်ခါမှမမြင်ဘူးအဲကြတော့မှပဲဒီစလိုက်မြည်ထိုးထားတဲ့နေရာမှာ ွေးလျားဒီမုံနေလလလလလလနေတယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်တော့ပြီးခါတော့ရှင်ရှိုးရှောက်နေတယ်လားဒီပေါ့နော်အာဒီပစ္စည်းတွေပေါ့နော်ကုန်ပစ္စည်းတွေကိုကင်ပြရင်းနေတယ်လားရှိုးရှောက်နေတယ်လားနဲ့မှရှင်လေတို့အဲ့လိုမျိုးရားတာတွေဖြစ်တော့ပေါ့နော်အာပြီးခါတော့ရှင်ဒီစင်မွားနေစင်းလာတဲ့အချိန်ကျတော့လည်းဒီအဝိဇ္ဇာလက်ကမ်းမှာခွေးလျားဒီမုံနေအဲ့လိုမျိုးဖြူလာတာတွေပေါ့နော်အများကြီးပဲအဲ့လိုမျိုးစလိုက်မီထိုးလာတဲ့အချိန်ကျတော့အဲ့ခွေးလျားဒီမုံနေအများကြီးပဲမြင်နေရအဲ့လိုမြင်နေရတဲ့အချိန်ကျတော့အဲ့အကုန်လုံးတစ်ခွက်လုံးရားကြတာပေါ့ ရကြတဲ့အချိန်တော့ဘလုံးရှားပြီးမှဘလုံးမှအဲဆက်ပြီးတော့မှရှင်လည်းတို့ဖြောပြမှုကိုလုံးဝလုံးလို့မရတော့ဘဲနဲ့ခဏနားလိုက်ရတယ်ပေါ့နော်ဒီအဝိဇ္ဇာတွေကိုလဲမှဖြစ်မယ်ဆိုပြီးတော့မှ organizer နဲ့ညှိပြီးတော့မှရှင်လေးတို့ဟိုတယ်ကိုပြန်လာတယ်ဟိုတယ်ကိုပြန်လာပြီးတော့မှရေမိုးချိုးလိုက်ရတာသူကရေချိုးလိုက်တဲ့ခါကျတော့ရှင်တော့ဒီရားရတော့ဘာလို့မဖြစ်တော့ဘူးเนาะဒါပေမဲ့အဲ့အဝိစာတွေကိုပြန်ဝတ်လို့လုံးဝမရတော့ဘူးအဲ့အဝိစာတွေကနေထုတ်လန်းတော့မှနေပြတဲ့အချိန်မှာဒီခွေးလျားကြီးမုတ်နေရပါဘောเนาะနေနဲ့အဲမရှိတော့တာဘောเนาะနေရောင်ကြီး ရပါလို့ရှင်မရှိတော့ဘူးအဲအဲ့လိုမျိုးလေးတွေပေါ့နော်တွေးကြုံလေးတွေပေါ့နော်ပြန်ပြီးတော့မှရှင်လဲတော့စိတ်စင်ပါအောင်ပြန်လာတယ်လာပြီးတော့မှတခြားဥစ္စာလေးတွေနဲ့ပြန်ဖြောပြေးခဲ့ရတယ်မတ်တရားလေးတွေပေါ့နော်အဲ့ဒါတော့အေယော်ရီတိုင်းနဲ့ကမြို့တစ်မြို့မှာမတ်တရားဖြစ်ခဲ့ရတယ်ခွေးလျားလေးမဟုတ်မတ်တရားလေးပေါ့စင်မောခွေးလျားလေးမဟုတ်နဲ့ပြစ်ခံရတာတော့အဲ့ဒါပေါ့နော်မတ်တရားတစ်ခုပါအဲရှင်လဲလို့ဆိုလို့ရှင်ပေါ့နော်ဒါစိတ်ဆိုးရလဲအခက်ကွာအာ ဟိုအားထက်ရီအားတန်အဲ့လိုဖြစ်ပြက်လေးပေါ့နော်ဒါမတ်တရားလေးပေါ့အာပြီးတော့နောက်ထပ်စင်မော်ကိုခြိထုတ်နဲ့ပြစ်တင်တဲ့မတ်တရားလေးတွေလည်းရှိတယ်ပြီးတော့တီပင်းနဲ့အပြစ်ခံရတဲ့မတ်တရားတွေလည်းရှိတယ်အာနောက်တစ်ခုကစင်မော်ပေါ့နော်စင်ရဲ့ background ပေါ့နော်ပြိုကျတဲ့မတ်တရားလေးတွေလည်းရှိတယ်အလုံးဝရီအားတက်ငိုအားထက်ရီအားတက်ပေါ့နော်အဲ့လိုမျိုးဖြစ်ပြိတ္တရအနေနဲ့เนาะဒီလိုမျိုးတော့မလောက်တင်ဘူးเนาะခုလိုမျိုးမြင်ရတာကအကြီးတက်နေเนาะဒီလို ော်မထိမှတ်ဘယ်နဲ့ဖြစ်သွားတဲ့ဖြစ်ပျက်လေးတွေလည်းအများကြီးပါပဲရှင်လဲတို့ဒီအမြုပ်မှာပဲအေယာဝေတိုင်းအမြုပ်မှာပဲအဲထပ်ပြီးတော့မှဖြောပြရမယ့်အကြောင်းကဖန်လာတယ်ဗောနော်နောက်ထပ်၅လကြာတဲ့အချိန်မှာအဲ organizer တော့မတူတော့အဲ့ own organizer နောက်တစ်ယောက်ကနေပြီးတော့မှထပ်ပြီးတော့ရှင်လဲတို့လာငားတယ်လာငားတဲ့အချိန်မှာအဲ့ပွဲကိုမမရရ miss ပေါ်လာပေးရတော့ Nibban Electronic Company ကနေပြီးတော့ miss ပေါ်လာပေးတယ်တကယ်ပွဲကြီးလေးဖြစ်တယ်အဲ့ အရင်လည်းအောင်မြင်ခဲ့တဲ့ပွဲပေါ်တော့အပွဲကြီးကအပွဲမှာရှင်လေးတို့ကရှင်လေးကဖြောပြေးပိုင်းနဲ့တောင်းဝင်ယူရတာပေါ့နော်ဒီဟိုတဲ့အနေနဲ့တောင်းဝင်ယူရတာဖြစ်ပါတယ်သူတို့အခက်အခြေအနေတွေကဆိုလို့ရှိရင်ပြောမှဆိုရှင်ပေါင်တူတွေဝတ်တာပေါ့နော်နေတွေကတိတ်မလက်မခံနေဘူးပေါ့နော်အဲမော်ရယ်ကုန်ပစ္စည်းအဖွဲ့တွေကညီမလေးတွေကိုက်ပြီဆိုလို့ရှိရင်ဒီပေါ့နော်အောက်ကနေပြီးတော့မှတေးပင်ထုတ်လိုက်ခြင်းတေးပင်ထုတ်လိုက်ခြင်းကပုံချတာပေါ့နော်ပုံချတာဆိုထုတ်လိုက်ခြင်းချတာလား တိတ်ဆိတ်ရှင်းတဲ့တဲ့ဆင့်လေးကောင်ပုံမှာတင်ပြီးတော့မှအလိုပုံချပြီးတော့မှတက်လာတဲ့မြညမလေးတွေရဲ့ပေါင်းလို့ပြစ်တာပြစ်တာအေးဘင်းနေနဲ့ပြစ်တာပြစ်တာပြစ်တယ်အဲ့လိုမျိုးပြစ်တဲ့ချိန်ကအဲ့ဟာနဲ့ပြစ်တဲ့လူကလည်းပြောမှဆိုရှင်၃ယောက်လောက်ပဲရှိရတော့ပေးတက်တွေကလည်းမျက်စိတဆုံးအားပေးနေပေးတက်တွေကလည်းမျက်စိတဆုံးအဲ့ချိန်မှာစီမောကနေမှကြောင်ရပြီးတော့မှဆင်းလာတဲ့ညီမလေးတွေကမှုတော့ဗောအာဘောနောပေါင်းလိုက်တာအနာလေးပြီးဆက်ပြီးပြီးဘာဖြစ်တယ်ညာဖြစ်တယ်ဘောနောမအေးဘာညာလဲအဲ့လိုမျိုးကိုယ်တိုင်ရအောင်ကွယ်တိုင်ရတဲ့ချိန်မှာတော့အဲ့ဒါနဲ့ကွာ လို့ရကောင်းလားဆိုပြီးတော့စိတ်ဆိုးပြီးတော့သွားတယ်မိုက်ကိုယူလိုက်တယ်အဲ့လူက၃ယောက်နော်၃ယောက်လောက်ပဲရှိတာဖြတ်လို့ဖြတ်စီဒီပွဲကိုဖြတ်လို့ဖြတ်စီလုပ်နေတာ၃ယောက်ဒါပေမဲ့သူ့ရဲ့အနောက်မှာကြီးလိုက်တဲ့အချိန်မှာပေးတတ်တယ်ရမျက်စိမဆုံးပဲမကူစိတ်ကိုပြန်ချော်လိုက်ငါတို့လာတော့ပြီးတော့ငါပြောလိုက်တဲ့ခါကျတော့ရှင်ဟင်ကျွန်တော်ဒီလူ၃ယောက်ကိုပြောလိုက်ပြီ ချက်နဲ့ပေးတက်တဲ့အတွက်စိတ်လောက်ဖြစ်ဖြစ်သွားနိုင်မယ်။ငါတို့ဒီဖြောပြေမှုပိုင်းလေးကိုလည်းအကုန်လုံးရက်ဆိုင်ရနိုင်မယ်ဆိုတော့ပေါ့နော်။စိတ်ကိုပြန်မှဒေါရောက်ပြန်ဖြီးမျိုးမှဘယ်လိုလုပ်ရလဲဆိုတော့ပြန်ပြီးတော့မှသူ့မျိုးမှရှိရဲပေးတက်တဲ့နည်းကိုဒီ၃ယောက်ပေါ့နော်။ဒီ၃ယောက်ကြောင့်ဒီလိုဖြစ်တယ်ဆိုတာလေးကိုထိမ့်သိမ့်မှုအတွက်ကိုပြန်ပြီးတော့မှကိုယ်တော့ဒီလေးနဲ့ပြန်ချုပ်ပြီးတော့မှအချင်းချင်းကိုပြန်ပြီးတော့မှထိမ့်နေသိမ့်ဖြစ်အောင်လို့ပြောခဲ့လိုက်ရတာပေါ့နော်။အဲ့လိုမျိုးလေးဖြစ်ပြတယ်ပေါ့နော်။ ပတ်ခံရပေမဲ့လည်းဘောနော်အော်ဒါငါတို့ကံပါလာလို့ဒီလိုဖြစ်တာပဲဆိုပြီးတော့မှအမတို့ပုံပုံပါပါပဲအဝိစာလေးသွားလဲလိုက်ရဒါပဲမဲ့ကွာတခုရှိတာအမကကြောက်တာလေးဘာလဲဆိုတော့ဟိုလေတနက်တင်နေပြက်တာလေးအစီလေးနဲ့လေအဲကော်ကော်ကော်စည်းတနက်လေးအဲ့အနေနဲ့ပြက်မအောင်အရန်ကြောက်တာအဲ့အနေနဲ့လည်းအပြစ်ခံဘူးလေဒါမဲ့အမပြစ်ခံအောင်ဘူးတော့မဟုတ်အမတငယ်ချင်းနဲ့ပြစ်ခံရဘူးလေအောက်ကနေမှအဲ့လိုမျိုးပြက်တာဗောနော်အဲ့လိုမျိုးဒီပေါ့မျက်မျက်လုံးမထိဘူးဒီလိုမျိုးတွေထိတာအဲပြီးပေါင်လေးကိုပြက်တာအဲ့တော့ကအတူတွေဝတ်ကြတာလေအဲ့လိုမျိုးဆိုအတူတွေကိုလက်မခံသေးဘူးနေတွေကအတူပြက်ဝတ်တဲ့ဆိုရင်နောက်တစ်ခုက model ဆိုတာနဲ့နည်းနည်းလေးအထင်သေး ေးကျင်ကြတာပေါ့နော်အဲ့လိုမျိုးလေးဆိုတော့တေပင်းနဲ့ပြစ်ခံရဘူးတယ်အဲ့လိုမျိုးလေးပေါင်းတေပင်းနဲ့ပြစ်ခံရဘူးတယ်နောက်တစ်ခုကအဲ့လိုခွေးလျားတိနဲ့ကတော့တခွက်လုံးပေါ့အဲ့လိုမျိုးရှစ်ခံရဘူးတယ်ဟုတ်လားရတာပေါ့ခွေးလျားတိမှဆိုခွေးလျားတိမှဆိုမရဘဲနဲ့နေမှာစိတ်မဆိုးဘာလို့လဲဆိုတော့ဒါလောက်တဲ့လူကတယောက်နှစ်ယောက်ပဲရှိရလေဟုတ်တယ်မလားကျန်တဲ့လူတွေကအားပေးတာကျန်တဲ့လူတွေကိုကအဲ့အောင်စိတ်ဆိုးလိုက်လို့ချင်းကျန်တဲ့လူတွေအတွက်ကောတော့ကိုဖြောပြေးအတွက်ကောအကုန်လုံးစိတ်နှောက်ရှက်ဖြစ်ကုန်ပါလေချီးတုံးနဲ့တော့ဘာမှခံရအောင်ချီးတုံးနဲ့တငယ်ချင်းနဲ့ဘာခံရတာ ဒီ view လေးကတော့တရုတ်ဆောင်ရှင်လက်ကိုကိုကနေမှာသွားဖြုတ်ဖြစ်နေတဲ့အောက်ကကြီးတဲ့ပရိသတ်တွေထဲမှာသူ့ကိုနော်ခွေလျာတီမုံနဲ့ပတ်တဲ့သူတွေလည်းရှိတယ်။အင်ကြီးတွေတဲကိုခွေလျာတီတွေလာထည့်ထားတာတွေရှိရဲ့ရှင်။ဒါကြောင့်မို့လို့ အနုပညာသမားရဲ့ဘဝတွေကလည်းမလွယ်ကူလေးเนาะအရာရာတိုင်းကိုတီးခတ်နေရတယ်ဆိုပြီးတော့သူကပြောလာတာရှင်းသူ့ရဲ့တငယ်ချင်းတွေဆိုလို့ရှိရင်စင်ပေါ်မှာဖြောဖြင်းနေတဲ့အောက်ကနေเนาะချီတုံးနေတော့မှပြစ်ပေါက်ခံရတယ်เนาะဒါကကြတော့လေအောက်ကပြိတ္တတွေကရိုင်းရကြတယ်เนาะကိုယ့်နယ်ကိုလာရောက်ဖြောဖြေးပြီးတဲ့ဟာကိုကိုကခုလိုမျိုးပြုမှုဆက်ဆံတော့အောက်တန်းကြတယ်เนาะကိုယ့်ရဲ့ရွာနာမည်တွေလည်းတိတ်ခါကြတယ်ရှင်းကိုတလောကဆိုရင်လည်းเนาะအောင်စဘူးကိစ္စမှာဆိုရင်လည်းပြိတ္တတယောက်ကเนาะ6000နဲ့ကန်ပြီးတော့စုချတာရှင်း ဒီလိုမျိုးပြုမှုတွေကအရန်ကိုမှကြီးရဆိုပြီးတော့ကိုယ့်ရဲ့အစ်စ်တန်းကိုပေါ်ပြလိုက်တာနဲ့အတူတူပဲနော်ကိုယ့်ရဲ့နယ်ထီကိုနော်ပတ်စံဘေဘီငါလို့လာဆိုရဲဆိုပေမဲ့လည်းခုလိုမျိုးကိုယ့်နယ်ကိုဒါရောက်ဖြောဖြူတဲ့သူတွေကိုကိုကမကြိုက်ဘူးဆိုရင်တော့မကြည့်နဲ့နော်တော့ကြည့်ဖြစ်ပြီဆိုရင်လည်းကိုကခုလိုမျိုးရိုင်းဆိုင်တဲ့အပြုမှုတွေတင်တာမလုပ်သင့်ဘူးနော်ညီမရဲ့ပြူလေးကတော့ဒီလောက်ပါပဲရှင့်ကြီးရှုတဲ့သူတွေရဲ့အမြင်လေးတွေကိုလည်းကောမန့်လေးဒီမှာရေးပြီးသွားကြပါအောင်ရှင့်နောက်ပြူလေးဒီမှာပြန်လည်ဆုံသွေးကြမယ်ရှင့်